ကျွန်တော်မနှောပေတယ်မှာတရားမို့လာတဲ့ကလက်ထမင်္ဂလာပြုလို့ကြတော့မယ်ဇနီးမောင်နှံအတွက်ဆက်တွေ့ရလားဘေးရင်လာမေးကြတော့လက်ထမင်္ဂလာပြုလို့တော့အခါတည်တည်ကြည်ကြိုက်တဲ့အကြောင်းအရာတွေရှင်းပြခပြစ်ခဲ့ပါတယ်လက်ထမင်္ဂလာပြုလို့တော့အခါမှာညောင်ရီဦးမှာတက်ဆိုင်ရာသရိုးသားနဲ့သရိုးသမီးတို့ရဲ့အညွန်ပန်းများထိုးကြမိဖြစ်ပါတယ် အဲ့ဒီညွန်ပန်းတွေကတော့ဒုနုငနေသားသမီးကန်းကောပဲဒနေလာသားသမီးဇွန်ပဲဇီတဝါစပယ်ရင်ကာသားသမီးရွှတ်လာလာတာပဲဘုဒ္ဓဥသားသမီးမဲမျိုးပဲကြာသာပရိသားသမီးတိညွန်တောက်ကြသားသမီးဒန်းညွန်ဒေါနာပဲသနေသားသမီးအုံညွန်အင်ဂျင်ဥပမာသရိုသမီးကဒနုငနေသမီးကန်းကောပဲ သူတို့သားကတနေ့လာတာဇွန်ဘန်းညောင်ရီဦးမှာထိုးရမည်ဖြစ်ပါတယ်နောက်တဲ့ဥပမာတစ်ခုပြပါဦးမယ်သူတို့သမီးရောသူတို့သားရောဒနုကနေသားသမီးဖြစ်ရင်ကန်းကိုဘန်းတစ်မျိုးသေးတာညောင်ရီဦးမှာထိုးကြရမည်ဖြစ်ပါတယ်အညမထိုးထားသောညောင်ရီဦးကိုကင်ဆောင်မဲ့မျိုးသမီးဟာမိတုံဖားတုံရှိဖို့လိုအပ်ပါတယ်ညောင်ရီဦးကင်ဆောင်မဲ့သူဟာသက်ဆိုင်ရာ တို့သားနဲ့သရိုသမီးတို့အညွတ်နေသားသမီးဖြစ်ရပါမယ်။ဘေးရင်သဘောတရားအရအကျိုးပေးသောဝိဒ္ဒသာယံကိုလည်းအင်္ဂဝိဒ္ဒတန်ရရွေးချယ်နိုင်ပါတယ်။တနင်္ဂနွေသားသမီးများဟာအင်္ဂဝိဒ္ဒထက်တန်းကျိုဖြစ်တဲ့ဖြူမိုင်းရမိခိုးရရောထွေးရများဝတ်ဆင်နိုင်ပါတယ်။တနေ့လာသားသမီးများဟာ အင်္ဂဝိဒာထက်ကျုပ်ဖြစ်တဲ့ရောထွေးရောင်များအပြာရောင်များဝတ်ဆင်နိုင်ပါတယ်မင်းလာခန္ဓာမှာအစွင်းရောင်အနက်ရောင်ဝတ်ဆင်နေမရှိကြပါဘူးအင်္ဂသာသမီများဟာအင်္ဂဝိဒာထက်ကျုပ်ဖြစ်တဲ့အနက်အပြာရောင်များအဝါအနီရင်ရောင်များအနုရောင်များဝတ်ဆင်နိုင်ပါတယ်ပုရုသသမီများကတော့အင်္ဂဝိဒာထက်ကျုပ်ဖြစ်တဲ့နီရောင်အရင်အနုရောင်များအဖြူ မိကိုဖြုံမိုင်းအောင်များဝတ်ဆင်နိုင်ပါတယ်။ကြာသာပရိသတ်မိများကတော့အင်္ဂဝေဒထက်ကျုပ်ဖြစ်တဲ့အဖြူရောထွေးအောင်များဝတ်ဆင်နိုင်ပါတယ်။တောက်ကြသာသမီးများကတော့အင်္ဂဝေဒထက်ကျုပ်ဖြစ်တဲ့အနက်အပြအဝအောင်များဝတ်ဆင်နိုင်ပါတယ်။ နေသားမိများကတော့မင်းကဝေတာထက်ကျွဖြစ်တယ်အဝါမိကိုအဖြူမိုင်းအနီရောင်အရင်အနုရောင်များဝစ်စင်နိုင်ပါနောက်ထဲအပြိုရန်လူပြိုရန်တို့ရွေးချယ်လို့လေသရိုသမီးနဲ့သရိုသမီးနဲ့သရိုသားတို့ရဲ့ဘဲဘက်မှာအမြင့်နေသားသမီးညာဘက်မှာအညွတ်နေသားသမီ တဦးစီရှိရမည်ဖြစ်ပါ၏အမြင့်နေသားသမီးတွေကတော့တနင်္ဂနွေသားသမီးစနေတနင်္လာသားသမီးတနင်္ဂနွေနေခါသားသမီးတနင်္လာဗုဒ္ဓဦးသားသမီးအင်္ဂါကြာသာပရိသားသမီးဗုဒ္ဓဦးတောက်ကြသားသမီးကြာသာပရိစနေသားသမီးတောက်ကြတို့ဖြစ်ပါ၏လက်ထက်မြေနာဘွဲမှာသရိုးသားဘဲဘက်မှာသရိုးသမီးကိုနေရာချပြီးသရိုးသမီးညာဘက်မှာ တို့သားကိုနေရာချမိဖြစ်ပါတယ်စေတမင်္ဂလာချင်းကသာတာဟာစေတမင်္ဂလာမင်္ဂလာချင်းကသာတာမှာရှိနေတယ်တော့သာတာနေထားကတော့လက်သခင်နဲ့နှစ်တသားရင်ရှင်တို့ဟာဝါရောရာဒီမှာရက်တက်မှုရက်တည်မှုမရှိသေးရလက်သခင်နဲ့နှစ်တကုံတော့ပါသခင်တို့ဟာဗျာရဘာဝနဲ့လကောဗျာရသခင်နဲ့လကောစက်တယ်မှု သံပန္တမရှိသေးရအခါလက်ဟာထိရရသည်ဒွေတဟရာသည်တို့မှရှိရပါမည်မင်္ဂလာခန္ဓာမှာလက်ထက်တင်သောအချိန်ဟာအဓိကကြားသောအချိန်ဖြစ်ပြီးအဲ့ဒီအချိန်ဟာစင်ကြယ်ကောင်းမြတ်ရန်လိုအပ်ပါတယ်လက်ထက်မင်္ဂလာအချိန်ခါသာတဟာလက်ဟာ ပထဝီလက်အာဘောလက်ဖြစ်ရမည်ပရဏိဘဝရင်ရှင်နဲ့ပူဇာဘဝရင်ရှင်ဟာပထမတန်းသာကောင်းနေရမည် ဗန္ဓုဘာဝအင်ရှင်နဲ့ကမ္မဘာဝအင်ရှင်တို့ဟာဒုတိယတန်းသားကောင်းနေရပါမယ်။ဘုရမအင်ရှင်နဲ့မယနာအင်ရှင်တို့ဟာတတိယတန်းသားကောင်းမွန်နေရပါမယ်။ထိမ့်မြခြင်း၁၀ပါးရှိပါလိမ့်။သုတန်တင်ထိမ့်မြခြင်း၊လက်ဆုံစားပြီးထိမ့်မြခြင်း၊လက်စွပ်လဲပြီးထိမ့်မြခြင်း၊အဝတ်လဲပြီးထိမ့်မြခြင်းလက်ထည့်ရထင်ကြခြင်းဒါလီဖွဲ့ရထင်ကြခြင်းစုလာပတ်ရထင်ကြခြင်း ဘယ်ကုဆိုရင်ထင်ပြခြင်းဤကွက်နဲ့လက်သွင်ချပြီးထင်ပြခြင်းတို့ဖြစ်ပါတယ်နောက်တစ်ခုကတော့အခမ်းအမင်္ဂလာဖြစ်ပါတယ်လက်တဲ့ထင်ပြခြင်းမင်္ဂလာပြုပြီးနောက်အခမ်းအမင်္ဂလာကိုပေါ်ပြပါမယ်ခမ်းအမင်္ဂလာစီစဉ်ကတော့သူတို့သမီးမြင့်နေတာသမီးတို့ဟာ PMI ခံကိုတန်ရှင်းရေးပြုလုပ်ကြမည်ဖြစ်ပါတယ်။သူတို့သမီးတည်နေတာသမီးတို့ဟာ PMI ခံလို့ရှိသောဂရင်၊ချင်းတော်၊မှုရ၊ကောင်း စသဖြင့်ပြင်ဆင်ပြီးအမွေးနဲ့သာပပြန်းကြရမှာဖြစ်ပါလေတည့်ရနေသားသမီးတွေကတော့ဒနင်္ဂနွေသားသမီးအင်းကဒနင်္လာသားသမီးဗုဒ္ဓဦးအင်းကသားသမီးဂျာတာပရိဗုဒ္ဓဦးသားသမီးတောက်ကြဂျာတာပရိသားသမီးသနီတောက်ကြသားသမီးဒနင်္ဂနွေစနေသားသမီးဒနင်္လာတို့ဖြစ်ပါလေအခန့်အမင်္ဂလာမပြုမီအခန့်တွင်မှာဂရင်ချင်းတော် ေးရပစ္စည်းများမှာတပါအခြားမိသည့်ပစ္စည်းများမရှိသေးရပါဘူးအေးရကိုစဉ်းစဉ်ပြင်ဆင်ထားပါမယ်သူတို့သားညာဘက်မှာအညွတ်နေသားဝဲဘက်မှာအမြင့်နေသားလူဝေရံမျိုးသားတူဦးတီချက်ရန်လဲအခန်းတွင်းသို့ဝေရောက်ပြီးခေါင်းရင်းမှာဖျားပုံတော်ချိတ်ချင်းခေါင်းရင်းမှာသပွဲထားရှိချင်းချင်းရင်းမှာမှန်တင်ကုန်စက်ပြုံနေရချထားပါဖျားရှင်ကိုပန်းစီမိနတ်သားတို့ပူတော်ပြီးနန္ဒငါးပါးကိုချီခိုးရပါမယ် သူတို့သားမအားတန်ပြုတ်လို့ပြီးတော့အခါမှာသူတို့သမီးဟာမိမိညာဘက်မှာအညွတ်နေသားသမီးဘယ်ဘက်မှာအမြင့်နေသားသမီးတို့ချဲ့ရံပြီးအခန်းတွင်သူဝင်ပြုတ်ကွင်ခွေးပြုတ်ရံသူတို့သားကိုခွင်တောင်းပြီးအခန်းတွင်သူဝင်ရောက်ကပန်စီမီစသည်တို့နဲ့မြတ်စွာဘုရားပူတော်ပါနန္ဒငါးပါးအရှိခိုးရပါမယ်ပြီးရင်တော့သူတို့သားခင်မောလောင်းခင်မောလောင်းအရှိခိုးကြတော့မှာဖြစ်ပါတယ် ချီခေါ်ပြီးတဲ့အခါမှာသရိုသားမသရိုသမီးကနမိခေါ်ပြီးတော့ဤခန့်ဒီတင်ခန့်ဖြစ်သည်ကိုစိတ်နှပြချမ်းသာစွာဖြင့်မိမိမှအနေသော ပြည်သူဥဒ္ဒါများစွာတို့ကိုထိမ့်သိမ်းဆောက်ရှက်နိုင်ပါစီပြောပြီးခန်းကိုပေးရရမည်ဖြစ်ပါသည်အခန်းကိုပေးရပြီးနောက်လူပြိုရန်တို့ဟာခန်းထဲမှနေပြီးအပြိုရန်တို့ဟာခန်းပြင်မှနေပြီးသရိုသမီးပြည်သူဥဒ္ဒါ၃ဆောင်တို့ကိုအခန်းတွင်သို့လက်ဆင့်ခံပေးရမည်ဖြစ်ပါသည် ခဲမင်္ဂလာချင်းခါဟာသရိုသာသရိုသမီးမှာကရောသောအချိန်ခါပင်ဖြစ်ပါတယ်။အဲ့ဒီအချိန်ခါလေစင်ကြယ်စွာရှိဖို့လိုအပ်ပါတယ်။ခဲမင်္ဂလာခါသာတာကတော့လက်အဘောလဲပထမဒန်းသားပထဝီလဲဒုတိယဒန်းသားဝါယောလဲတတိယဒန်းသားဖြစ်ပါတယ်။တေသောလက်ကိုတော့ရှောင်းအောင်မှာဖြစ်ပါတယ်။ကိုရမဘာဝနဲ့ဘန္ဓုဘာဝသူဘဘာဝလာဘဘာဝတို့ဟာ အားကောင်းသာရှိနေရပါမယ်။အာယိဘာဝနဲ့ဗျာယအင်ရှင်တို့ဟာဗျာယဘာဝအင်ရှင်တို့ဟာအားနဲ့နေရပါမယ်။အာယိဗျာယအင်ရှင်ဘုသောလေးဦးတောက်ကြကြိုးတို့ဟာလက်နဲ့ပူးရှင်ရှိသည်ပြီးလက်ကိုကြာသာပရိကြုံမြင်ခြင်းဂိမ့်ခံခြင်းကြီးကောနာရင်တွင်မှာယက်တည်ခြင်း ကြာသာပရိကြုံနဲ့တောက်ကြကြိုးတို့အတ္တမိခြင်းနဲ့နေတော်မှလုကင်းစေရပါမယ်။ကြာသာပရိနဲ့တောက်ကြကြိုးတို့ဟာ အာယေရှင်များဖြစ်ပါသည်အတ္တမခြင်းနှင့်နေတို့မှလုကင်းတည်ရပါမည်လက်ထမင်္ဂလာခန္ဓာမသမီရေခန့်တီလုံးများတခြင်းများတီးမုတ်တီဆိုကြရမှာမင်္ဂလာရှိသောတခြင်းများကိုသာတီးမုတ်တီဆိုကြရမည်ဖြစ်ပါသည်လင်ပြမရပြတခြင်းများအလွန်ဖွဲ့အဆွေးဖွဲ့တခြင်းများမတီးမိစေရန်သတိပြုရပါမည်တသက်မှာတစ်ခါပြုလို့သောမင်္ဂလာဖြစ်သောကြောင့်စနစ်တကျတကြွသောဘေးဒင်ပညာရှင်များနဲ့သာတိုင်ပင်ဆွေးနွေးပြီး မိရဲ့အတွက်မင်္ဂလာအခြေခံကောင်းများကိုရွေးချယ်ဆောင်ရပြီးအောင်မြင်သောမင်္ဂလာအိမ်တော်ကြီးကိုထူထောင်နိုင်ကြပါသေးကြောင်းသူ့မုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာအားလုံးပဲမိတ်ဆွေများရှင်လဲချက်ပြကြပါတယ်ခင်ဗျာ